ကချင်ပြည်နယ်မြစ်တနာမြို့မှာ2025ခုနှစ်ရိုးရာကောက်တက်စားပွဲတော်လုံနန်းချောင်းကျေးဇူးတော်ချီးမွမ်းပွဲခံတော်ကိုနိုဝင်ဘာလ15ရက်နေ့နက်9:00နာရီချိန်မှာစစ်တပ်ဘူးရက်ွက်မနောကွင်းတွင်ရှိ မကြုံခမ်းမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါခန္ဓာကုန်ကချင်ပြည်နယ်ဆိုရောက်ဖွဲနယ်ကချင်လူမျိုးရိုးရရင်တည်မှုအတင်းချုံတို့ကတီမှုကျင်းပခဲ့ကြပြီးအခမ်းအနားသုံးနိုင်ငံတော်လုံခြုံရေးနဲ့အီချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်နေဆက်ရေးရာဝန်ကြီးဌာနနဲ့တိုင်းနာလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ၏ပဟုအကြံပေးအဖွဲ့ဝင်များကချင်ပြည်နယ်ဆိုရောက်ဖွဲဝင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်းနဲ့ဇနီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူနယ်ဇနီးပြည်နယ်ဆိုရောက်ဖွဲ့ဝင်ဝင်ကြီးများနယ်ဇနီးများဌာနဆိုင်ရာများဘာသာရေးအသင်းတော်ဒီဒီမှတိတ်ခါတော်ရဆရာတော်များတိုင်းနာစာပေနဲ့ယဉ်ကျေးမှုအသင်းဖွဲ့များမှတာဝန်ရှိသူများနဲ့ဖိတ်ကြားထားတော်ဧည့်သည်တော်များတက်ရောက်ကဖိတ်ထုတ်ပြဖွင့်လှစ်ခဲ့ကြတယ်လို့သိရပါတယ် အခမ်းအနားမှာကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးကထိန်နန်းကယခုကျင်းပပြုလုပ်တဲ့ရိုးရာကောက်တဲစားပွဲတော်လုံနန်းချောင်းကျေးဇူးတော်ချီးမွမ်းပွဲသည်ကချင်လူမျိုးများ၏ရိုးရာပွဲများနဲ့ထင်ရှားတဲ့ရိုးရာပွဲတစ်ခုဖြစ်ပြီးနိစဉ်ဆန်စပါကောက်ပဲတီးနှံများရိတ်သိမ်းမိချိန်မှာအမျက်တနိုးတန်မိုးထားပြီးယခုအချိန်ထိရိုးရာမပြတ်ကျင်းပပြုလုပ်လာတဲ့ပွဲတော်တစ်ခုဖြစ်ကြောင်းနဲ့ယခုကဲတော့ပြည်နယ်တွင်နေထိုင်ကြတော့တိုင်းနာညီကိုမောင်နှမများဖြင့်ခမ်းနားစွာကျင်းပခွင့်ရရှိခြင်းနဲ့စီလုံးညီညွတ်မှုကိုပုံမူရရှိစေပြီးပြည်နယ် တွင်ဗတ်စုံဖွံ့ဖြိုးမှုတိုးတက်လာမည်ဟုယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည် နေဆက်ရေးရာဝင်ကြီးဌာနနဲ့တိုင်းရင်တော်လူမျိုးရေးရာဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြေကလည်းပြည်ထောင်စုမြန်မာနိုင်ငံတော်တည်လေယာစိုက်ပျိုးရေးကိုအဓိကထားဆောင်ရွက်တဲ့နိုင်ငံဖြစ်ပြီးယခုပွဲတော်ဤအနှစ်သာရသည်လည်းစီလုံးချင်းညီညွတ်ချင်းဘိုးဘေးများဤရိုးရာတလေးကိုတန်ဖိုးထားထိန်းသိမ်းခြင်းနဲ့စံရင်စပါပေါ်ကျွယ်ဝခြင်းတို့ကိုပုံဆောင်ပြီးတိုင်းရင်တော်မျိုးနွယ်စုအလုံးစီလုံးညီညွတ်စွာဖြင့်ပါဝင်ဆောင်ရွက်ကြတဲ့အတွက်နိုင်ငံတော်အတက်တာမကပြည်내တွင်တည်ငြိမ်အေဂျင်ရေးနဲ့ဗတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းများစွာအထောက်အကူပြု တဲ့အတွက်ဂုံယူမိပါကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ပွဲတော်ကိုခရီးရန်တမန်ကျန်းစာတွင်ဦးဦးတီတော်အရာများကိုဖန်ရှင်စင်ဖျားထံယူဆောင်လာ၍ပူဇော်ခြင်းဟုပါရှိသည့်အတိုင်းစက္ကစုတောင်းခြင်း၊ကျေးဇူးတော်ချီးမွမ်းခြင်း၊ကောင်းကြီးတောင်းခံခြင်းများပြုလုပ်ခဲ့ကြပြီးကြွားရောက်လာတဲ့ဧည့်သည်တော်များအားလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကောင်းတစ္စာကျေးဇူးတော်ချီးမွမ်းပွဲတော်ကိုအောင်မြင်စွာကျင်းပခဲ့တယ်လို့သိရပါတယ်။